အစီအကြောင်းတနည်းနည်းပါးလောက်တိအနားယူရတော့မယ်ဒီလိုနီဘလွန်ကြောက်သူများအတွက်ကျွန်မရဲ့1 million ချိန်ကိုအားလုံးကျေးဇူးတင်ပါတယ်။လမဘူးတင်ရဲ့နီးပြားကျုပ်အာနက်စတော့ကအတင်းရဲ့အီတလီလူငယ်နောက်ခံလူလေဂျီယိုဗန်နီလီယိုနီကကလပ်သင်းအတွက်ပွဲဥထွက်ကစားခဲ့တဲ့ကာရာဘောင်းဖလားပွဲစဉ်မှာပြင်းထန်တဲ့ဒူးရွတ်ဆုပ်ပြဲတန်းရာအေရှီယန်ရရှိသွားခဲ့ပြီးတနည်းနည်းပါးအနားယူရမှာဖြစ်ကြောင်းတရားဝင်အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီသတင်းကဒီနွေရာသီမှာမှပါမသိန်းကားနေပြောင်းရွှေ့လာခဲ့တဲ့ပါရမီရှင်လူငယ်လေးတို့အလွန်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အသက်16နှစ်အရွယ်လီယိုနီကစောက်တတနဲ့ကစားခဲ့တဲ့ကာရာဘောင်းဖလားပွဲစဉ်မှာလေဘာဘူးအတွက်ပွဲဥထွက်ပါဝင်ကစားခွင့်ရခဲ့ပြီးခြေစွမ်းကောင်းနေပြသနိုင်ခဲ့ပါတယ်။ ဒါမဲ့ပွဲပြီးဖို့ကိုမင်းလုံမှာတရားရရှိသွားခဲ့ပြီးလူစရာစာနဲ့ကိုင်းရထွက်ခွာခဲ့ရချိန်မှာအလွန်နာကျင်ခန်းစားနေရပုံနဲ့စိတ်ထိခိုင်းနေပုံကိုတွေ့မြင်ခဲ့ရပါတယ်။လီဗာပူးသင်းကအီတလီယူဆက်ကိုလက်ရွေးစင်ကစားသမားလေးရဲ့အလားအလာကိုပေါင်26တန်ထိရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီးသူ့ကိုဗာဂျယ်ဖန်တာရဲ့ရေရှည်နေရာဆက်ကန်သူဖြစ်သတ်မှတ်ထားခဲ့တာပါ။ဒါမဲ့အခုတော့သူကွင်းထဲကိုပြန်လာနိုင်မှုအချိန်တော်ကြာဆောင်းဆိုင်းရတော့မှာဖြစ်ပါတယ်။လိုဘူနီပြအာနက်စတော့က သူ့ချိန်နေမကောင်းပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့အစီရအယုတ်ဆုတ်သွားခဲ့တယ်ဒါကသူတနှစ်လောက်အနားယူရရမယ်ဆိုတဲ့အတိတ်ပဲပါဒီလောက်ငယ်ရွယ်တဲ့အချိန်နိုင်ငံအသစ်ကိုရောက်လာပြီးကိုယ့်ရဲ့ပထမဆုံးပွဲမှာခြေစွမ်းကောင်းနေပြနေရင်းနဲ့ဒီလိုဖြစ်သွားတာကတကယ်ကိုလက်ခံရခက်ပါတယ်ဒါမဲ့သူ့မှာအားကျစရာဥပမာတွေရှိပါတယ်ကျွန်တော်တို့တင်းမှာဆိုရင်ဗာဂျဲနဲ့ဂျိုးကိုမန်စတိုလိုဒီလိုတရားကနေပြန်ကောင်းလာခဲ့တဲ့သူတွေရှိပါတယ်။ကျွန်တော်တို့ကစားသမားတွေကသူ့ပေါ်မှာအများကြီးယူနာတတ်ကြပြီးသူ့ကိုဆက်ပြီးတော့အားပေးနေမှာပါလို့ slot ကပြောဆိုပါတယ်။ လီယိုနီကိုရိုင်းကလည်းလူမှုကွန်ရက်ကနေတက်ဆက်ဒီလိုကကဲတဲ့ချိန်မှာကျွန်တော်ကိုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုစည်ရင်နဲ့ကျေးဇူးတင်ချင်ပါတယ်။ဒါကကျွန်တော်အမြဲတမ်းအိမ်မက်မက်ခဲ့တဲ့ပွဲဥထွက်မျိုးတော့မဟုတ်ခဲ့ပါဘူး။ဒါမဲ့အရင်မော့ဆန်တဲ့ကွင်းကြီးထဲမှာအမြန်ဆုံးပြန်ကစားနိုင်မှုအရာအလုံးကိုပေးဆက်သွားမှာပါလို့ရှင်းတာခဲ့ပါတယ်။ ်လီယိုနီယဲတရာကြောင့်လီဗာပူးတင်မှာဗန်ဒိုင်းဂိုမတ်နဲ့ကိုနာတင်းဆိုပြီးအဓိကဘဟုနောက်ခံလူသုံးသာကျန်ရှိပါတော့တယ်။ဒါကြောင့်သူတို့တင်းကချန်ပီယံလိလူစင်းမှာအပြောင်းလဲတစ်ခုပြုလုပ်ခဲ့ပြီးအစပိုင်းကစံလန်းခံခဲ့ရတဲ့အီတလီတောင်ပံကစားသမားဖက်ဒရီကိုခီယေစာကိုလီယိုနီယဲနေရာမှာအစားထိုးထည့်သွင်းလိုက်ပြီးဖြစ်ပါတယ်။